အန်တီဆိုတဲ့ခွေးလေးနဲ့သူ့တခင်တော့တို့ကကြီးလက်ဒေသမှာရှိတဲ့မိသားစုပိုင်အင်အိုကြီးစီကိုပြောင်းလာခဲ့ပါတယ်။တော့ကို သူ့အမကမတော်ဖို့ပြောဆိုနေပါလေ။အချောင်းကတော့အဲ့ဒီအိမ်ထဲမှာတရေချောက်တာကြောင့်ဘသူမှနှစ်ပတ်သုံးပတ်တည်းပူမနေနိုင်ဘူးလို့ဆိုပါလေ။တို့ပေမဲ့တော့ကတော့နားမထောင်ခဲ့ပါဘူး။ဘာကြောင့်ဆိုသူအနားမှာအန်ဒီတယောက်လုံးရှိနေရကြောင်းလို့ဆိုပါလေအန်ဒီကလည်းတော့ကိုတိတ်ချစ်ပါတယ် ဒီလိုနဲ့အင်ဂျီအတွင်းမှာထိုးစက်တဲ့အတန်လေးအနမ်းလေးရလာတာကတော့ခွေးလေးအင်ဒီပါတခုခုမှားရွံ့လာရင်အန်ဒီကခွေးလေးရဲ့တဘာဝအတိုင်းအတန်ကြီးပြပါလေဒါကုန်မသိတဲ့တော့ဟာခွေးလေးအင်ဒီကိုကြောက်ဖို့နဲ့ဘာမှမရှိဘူးဆိုပြီးနှစ်သိမ့်ပါလေသူ့ပင်မဲ့အချီနေတွေကတစားတဲ့တစားပိုဆူးလာတာကြောင့်အန်ဒီဟာသူ့တက်ခင်ကိုအစွမ်းကုန်ကာဝယ်ဖို့ကြိုးစားရပါတော့တယ် အစားကတော့ဒီစကားကိုရှင်းပြစရာအများကြီးမရှိဘူးလို့ထင်သားပေမဲ့ဒရိုက်တာပေးခြင်းနဲ့မက်ဆေ့နဲ့တွေးထားတာလေးလွဲသွားမှဆိုလိုပါအဲနောက်ပြီးခွေးချစ်တတ်တဲ့ကျွန်တော်အနေနဲ့လည်းအမှတ်တရလေးရှိသွားခြင်းလို့ဒီစကားလေးကိုရှင်းပြပေးသွားပါမယ်ပထမဦးဆုံးတော့တဲ့အဖိုးအကြောင်းကိုအရင်ပြောပြပါမယ်သူကအေးအေးချမ်းချမ်းနေနေတာကြောင့်တောရင်းတနေရာမှာအိမ်ဆောက်ထားပါလေ သူ့မှာပဝါအနီကိုလယ်ဘင်းမှာစီးထားတဲ့ Golden Retriever ဆိုတဲ့ခွေးမျိုးစားတစ်ကောင်လည်းရှိပါတယ်။အပိုးဖြစ်သူဟာနတာရှိအစုံရောင်ယောဂါတနည်းအားဖြင့်ပလေယောဂါဆွဲကန်နေပါတယ်။များမကြမီပါပဲသူဟာတိတ်ဆုံးသွားခဲ့ပြီးသူ့ခွေးလေးကလည်းအစအနရှာမရတော့ပဲပျောက်ကွယ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့တော့ဟာအဲ့ဒီအိမ်ဦးကြီးစီကိုရောက်ရှိလာပြီးတော့သူ့မှာလည်းသူ့အဖိုးနီတူပလေယောဂါရှိနေပါတယ်။ ယောဂဟာပြင်းထန်လွန်းလာကြောင်းတွေးလေအမ်းပါလေတော့တည်းယောဂဟာအင်ဟိုကြီးကိုရောက်လာပြီးမှပိုပြီးပြင်းထန်လာတာပါဒါဟာမျိုးရိုးကနေကပ်ပါလာတဲ့ပုံစံမျိုးပေါ့ဒါဆိုသူ့အဖေလည်းဒီလိုယောဂမျိုးနဲ့တည်ခဲ့တယ်လို့ပြောလို့ရပါလေခွေးတွေကနန္ဒဘဝတွေကိုတကယ်ပဲမြင်နိုင်ကြလားဒီကိစ္စကိုတော့သိပ္ပံနည်းပညာနဲ့အတည်ပြုထားခြင်းမျိုးတော့မရှိပါဘူး ဒါပေမဲ့ခွေးတွေရဲ့အာယုံခံနိုင်တဲ့စွမ်းရည်ဟာလူသားတွေထက်အစာပေါင်းများစွာကောင်းပုံပါလေ။ဒါအကြောင်းကျွန်တော်တို့မမြင်နိုင်တာတွေကိုအာယုံခံမိတာလည်းဖြစ်နေပါလေ။နောက်ပြီးခွေးတွေကလူတွေလိုအယောင်တွေအားလုံးကိုမမြင်နိုင်ပါဘူး။သူတို့လေးတွေအတွက်အနီးလိမ္မော်နဲ့အစိမ်းရောင်တွေကခွဲခြားဖို့ခက်ခဲပါလေ။ကဘာကြီးဟာအဝါအပြာမီးခိုးရောင်တွေနဲ့ရောရဖွဲ့စည်းထားတယ်လို့သူတို့ကမြင်ကြတာပါ။ညာဘက်မှာလည်းခွေးတွေရဲ့မြင်နိုင်စွမ်းအံ့ဩဖို့ကောင်းလုံးပါလေ။ သူတို့မျက်လုံးထဲမှာတက်ပီတန်လူစီယန်လို့ခေါ်တဲ့အလင်းပြန်အလွာရှိပါတယ်။အဲ့ဒီအလင်းပြန်အလွာဟာမှောင်မိုက်နေတဲ့ညတွေမှာတော့လာထွက်လာတဲ့အလင်းမုံတွေနဲ့ကြဲကထွက်လာတဲ့အလင်းမုံတွေကိုစူးစီးပေးပြီးအမြင်အာရုံကိုနှက်စမြင့်တင်ပေးပါတယ်။အလင်းပြန်အလွာဖြစ်တာကြောင့်ကာမီတမီတွေနဲ့ခွေးတွေကြောင်တွေကို ထိုးလိုက်တဲ့အခါမှာသူတို့မျက်လုံးကအယောင်တောက်နေတာကိုတွေ့ရမှာပါ။နောက်ပြီးသူတို့ဟာတေးတေးမောမောလှုပ်ရှားမှုတွေကိုလည်းအာရုံခံနိုင်ကြပါလေ။ ဒါဆိုညားဘက်မှာခွေးတွေဟောင်းတိုင်းနနာဘွားတွေ့ရလို့ဘာကြောင့်ထင်ကြတာလဲခွေးတွေရဲ့အကြအာရုံဟာလူတွေကြားနိုင်တဲ့ချိန်တုံးထံမြင်မှပါလေတခါတလေမှာချိန်တုံးမြင်မှတာကြောင့်နားမခံနိုင်တဲ့အခါမှာဟောင်းပြီးအတိပေးတာမျိုးလည်းဖြစ်နိုင်ပါလေအနက်ခံစွမ်းရည်ကလည်းလူတွေထက်ကောင်းမွန်လို့နာကြောင့်လူတွေကြားထဲမှာနှစ်ရှည်လာများစွာနေလာတဲ့ခွေးတွေအတွက်ထူးဆန်းတဲ့အနံ့ရတာနဲ့ဒီနေပဲနဲ့မသက်ဆိုင်တဲ့အနံ့မျိုးတွေကြောင့်ဟောင်းတာမျိုးလည်းဖြစ်နိုင်ပါလေ ူးခြားချက်အနေနဲ့လူတွေခံစားမသိရှိနိုင်တဲ့တန်လိုက်စက်ကွင်းတွေနဲ့ယောဂပြန်ပွားကူးစက်မှုတွေကိုပါအာရုံခံနေတာကြောင့်ဟောင်းတာမျိုးတွေလည်းရှိနိုင်ပါလေ။ကဲဒါဆိုရင်ဇကားထဲမှာအန်တီမြင်နေရတဲ့ခွေးဝိညာဉ်အဖိုးဝိညာဉ်နဲ့ရှုံ့ပွက်တွေကဘာတွေလဲ။တကယ်တမ်းမှာတော့အန်တီဟာတရေချောက်ခံနေရတာမဟုတ်ပဲခွေးဝိညာဉ်နဲ့အဖိုးရဲ့ဝိညာဉ်တွေကမကျွတ်လွတ်နေလို့ပါ အဖိုးဖြစ်သူဟာတော့နီတို့အယိုးစုဖြစ်ခဲ့ပြီးလှန်ကောင်းကြီးရဲ့ဆွဲခေါ်ခြင်းကိုခံခဲ့ရတဲ့သူပါဒါကိုတီးတဲ့အဖိုးရဲ့ခွေးလေးကအန်ဒီနီတူမိရောက်ခန်းနဲ့တီလိုက်ခဲ့ပြီးပြန်ထွက်မရတော့အကြောင်းလေကားနားမှနေတိတ်ဆုံးသွားခဲ့ပါလေဒါဆိုရင်ကျွန်တော်တို့တွေးလို့ရတာကအန်ဒီဟာတရေချောက်ခံနေရတာမဟုတ်ပဲသူတို့ဝိညာဉ်တွေမိရောက်ခန်းနဲ့မှပိတ်မိနေလို့သူတို့ကိုလွတ်ပေးစေတဲ့သဘောလို့ပြောလို့ရပါလေဒါဆိုရှုံးဝတ်တီပင်နေတဲ့တရေကပါလေ ဆက်ဆံကြည့်ချင်းမှာတော့တရေတကောင်လို့ထင်နေပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီရှုံမတရေက dot ကိုတိုင်းဖြစ်နေတာပါ dot ဟာပလိယောက နောက်ဆုံးအဆင့်ရောက်ရှိနေပြီးတော့သေဖို့လက်တကန်းလို့ဖြစ်နေပါပြီဒီတော့ရှုံဘွက်တီက dot ရဲ့ယောကအခြေအနေကိုကိုစားပြုပြီးတော့သူဟာလောကကြီးကနေထွက်ခွာရတော့မယ်တနည်းအားဖြင့်ရှုံဘွက်တီတွေကိုနှိမ့်ုပ်သွားတော့မယ်ဆိုတဲ့ပုံစံမျိုးပါဒါကိုခွေးလေးအင်တီဘက်ကတော့တရယောဂါကို မကောင်းတဲ့အရာတစ်ခုပြင်နေရတာပါ အရှိမပြောခဲ့တဲ့ခွေးရဲ့အာယုံခံနိုင်စွမ်းနေနဲ့ချိတ်ဆက်လိုက်မယ်ဆိုရင်အင်ဒီဟာတော့ရဲ့ယောဂအခြေအနေကိုအကောင်ပုံသဏ္ဍာန်ကြီးအဖြစ်မြင်နေရတယ်လို့တွေးလို့ရပါတယ်။ဒါကြောင့်အင်ဒီဟာဒီယောဂကြီးကတော့ကိုခေါ်မသွားဖို့အစွမ်းကုန်တိုက်ထုတ်ပေးနေတာပါ။နောက်ဆုံးမှာတော့ယောဂကြီးကတော့ကိုအနိုင်ယူသွားပြီးရွှွန်လုံးနဲ့ကိုဆုံဆုံမြုပ်သွားခဲ့ပါတယ်။ခွေးတကောင်ရဲ့တစ္ဆာဆောင်သီးမှုကိုလည်းတီးခဲ့ရပါတယ်။ ဒီကားလေးတွေကခွေးက Nova Scotia Dark Tolling Retriever အမျိုးအစားဖြစ်ပြီး Tollers လို့လည်းအတူက ခေါ်ကြပါတယ်။ Toller အများစုကစူးစမ်းမှုအားကောင်းပြီးတော့နေရာချဲ့ထွင်ခြင်းတွေမှာလည်းအားကောင်းပါတယ်။တခင်းကလွဲရင်သစိမ်းဆိုရင်ဂယုဆိုင်မနေပါဘူး။ Toller လို့ခွေးမျိုးစားတွေကအားကစားနဲ့တက်တဲ့တခင်မျိုးတွေနဲ့ဆိုရင်တော့အကန့်ညီဆုံးဖြစ်ပါလိမ့်မယ်။ဒီလောက်ဆိုလို့ရှိရင်ဒီဇက်ကားလေးရဲ့ပေးခြင်းတဲ့ message ကိုတိသွားတော့ပြီလို့ထင်ပါတယ် ကိုယ့်ရဲ့ထင်မြင်ချက်တွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်လို့ပြောရင်နောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်